စိမ့်နဲ့ခွရှိရှိကုံကတူတူခောက်ထားတဲ့ဒီပစံလေးတွေကိုတစားမုံလာပြီးညမှာပန်တကူပြခဲ့တာတဲ့အမှတ်တရလေးတွေကိုမျှဝေပေးသွားမယ်နော်။စာမုံလာပြီးနေအားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးပါ။ဒီနေ့ကတော့စိမ့်အာအရင်နေ့မကောင်းတော့လေ။အဲမြင်အဲ့လိုမျိုးလမ်းလျှောက်ပြီးတော့အများကြီးပန်တကူတော့မချနိုင်ဘူးပေါ့နော်။ဒါပေမဲ့အဲရတဲ့လောက်လေးတိုင်းတလောက်လေးတော့ ကားပေါ်ကနေပေါ့နော်ဘယ်လိုမျိုးလမ်းပြတဲချမျိုးတော့မဟုတ်ဘူးပေါ့လူနည်းနည်းလေးရှိတဲ့နေရာရောက်ရင်လမ်းမေးအဲ platform လေးကိုကတ်လိုက်အဲပြီးရခါကျရင်ဒီမှာတန်တကူကလေးကိုလှမ်းတင်လိုက်အဲ platform လေးကိုကတ်လိုက်ပတ်တကူလေးပတ်စံလေးကိုလှမ်းပစ်လိုက်ပေါ့နော်ဘယ်လိုမျိုးလုပ်လဲအဲ့ဒါဆိုနော်အားလုံးပဲပြင်ကြပါစေတကယ်လို့များအတွိုင်းလာရင်ပေါ့နော်အဲစိတ်လို့ရဲ့ဒီပတ်တကူအယူဒါလေးတွေ့ရဆိုရင်တော့ အလုံးကန်ကောင်းကြပါစေဒီတက်မကစီးပွားလက်လာပါတွေတိုးတက်ပါစေလို့ဆုမကောင်းတောင်းမိလိုက်ပါတယ်အခုလမ်းဘေးတနေရာမှာရက်ပြီးတော့လေဒီ platform လေးပေါ်ပန်းတူအမှုမလေးချလိုက်တယ်ဝါကလည်းကန်ကောင်းပါစေအဇနီကုန်းရောက်နေပြီအမတရားဒါလေးကြက်လိုက်အောင်နော် အာအခုအစိမ့်ကအဲကိုရှိရှိခုံပန်းတကူအလူနဲ့ရေကြောပွဲစည်းလေးကိုရောက်နေရတာဖြစ်ပါတယ်။အာဒီပန်းတကူလူလေးကိုကိုကတော့ခုနကတော့လာတဲ့လမ်းမှာအဆင်ပြေတဲ့နေရာလေးမှာချခဲ့ပြီးပြီ။အခုပွဲစည်းလဲလာလဲရင်းနဲ့ပန်းတကူလူလေးလဲအဲတော့မှဖြစ်တဲ့အစိမ့်နဲ့အတူပေါင်းမိခဲ့ကြပါဦးနော်။ ပွဲစည်းကင်းထဲမှာဆိုတော့ဖန်တကူပစံလေးတွေကိုမတိမတာလေးနဲ့ချရခဲ့ရတယ်။မဟုတ်ရင်ဒီအများကြီးအုံလာမှာဆိုလို့လေ။ဟုတ်ကဲ့ဖြစ်ပါ စိတ်နဲ့ခွန်ရှိရှိခွန်ကခြားထားခဲ့တဲ့ပတ်သက်မှုအလူငယ်လေးတွေကိုရရှိကြသလိုပဲကျမအင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမြဲမြဲတိုင်ပင်ခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်ခွန်ရှိရှိခွန်ဆိုတဲ့ကနေလေးလောက်ကိုအတန်းစင်ကနဲ့ဟယ်လိုလောက်လိုက်ဖို့လည်းမမေ့နဲ့နော်ကဲခုတစောင်းနိုင်ရစားပြီးတော့ပြိတ္တကြီးပေါ့ကာယဒုက္ခစိတ်ဒုက္ခတွေကနဲ့ပြည့်စုံကြပါစေရှင်